အားလုံးမင်းမင်္ဂလာပါမြောကောင်းစက်တင်ဌာနမှာအပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရတော့စစ်တက်ကဘယ်တိုင်းသားလက်နဲ့ကင်ကိုမှမကြောက်ဘူးသူတို့ကြောက်တာကဘသူလဲဆိုတော့ကိုပြောပြလာတဲ့လာရှိုးမြူသားတယောက်ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ဒီမှာလာရှုမျိုးသားကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းခေါင်းဆက်တဲ့ရင်ထလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Hello မင်္ဂလာပါနော်အခုစကားနည်းနည်းကျွန်တော်ပြောလာအောင်မယ်နော် တတိတော့မပြောချင်ပါဘူးကျွန်တော်တို့လူမျိုးတွေသိအောင်ညီညွတ်ဖို့လေတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့မြန်မာတပ်မတော်ကတော့ဘယ်တိုင်းနာလက်နက်ကင်ပုံမှသူတို့မကြောက်ဘူးနော်သူတို့ကစောက်ခီးကိုလည်းမဆိုင်ဘူးသူတို့မြန်မာတပ်မတော်ကပေါ့နော်အင်းဘယ်ဖွဲ့စည်းပုံမှလည်းသူတို့မကြောက်ဘူးနော်သူတို့ကြောက်တာကနော်တိုင်းနာလည်းမဟုတ်ဘူးရှမ်းလည်းမဟုတ်ဘူးဝါလည်းမဟုတ်ဘူးကိုကန်လည်းမဟုတ်ဘူးအချင်းလည်းမဟုတ်ဘူးကရင်လည်းမဟုတ်ဘူးရခိုင်လည်းမဟုတ်ဘူးချင်းလည်းမဟုတ်ဘူးကြားလည်းမဟုတ်ဘူးနော် ခင်ဗျားတို့ချာလေ့လာနော်တော်လာရေးတမိုင်းမှာပါခဲ့တဲ့ပွဲတိုင်းပွဲတိုင်းမှာအကြောင်းဆုံးကကျွန်တော်ဗမာတတ်မှာတော့အကြောင်းဆုံးကကျွန်တော်တို့ဗမာလူမျိုးပဲနော်ဗမာလူမျိုးမပါရင်ပွဲမပြီးဘူးဟုတ်ပြီနော်ဗမာလူမျိုးပါမှဒီပွဲရထီထီရောက်ရောက်ဆိုတာရှိသွားတာနော်ကျွန်တော်တို့ဗမာလူမျိုးတွေပါရင်တတ်မှာတော့ကဖီဖိုဖရဲတွေဖြစ်ကုန်တာခင်ဗျားတို့သိဖို့နော်အဲတော်လာရေးအကောင်တွေထင်ကြီးနေတယ်ဆိုတဲ့အကောင်တွေကိုတိကျဟိုနေ့ကဆိုရင်ကျွန်တော်ကောမဒီထဲမှာဝင်ရေးသွားတာနော်ကျွန်တော်မပြောချင်တော့ မင်းတို့ဗမာတတ်မတော်ကရှုံးနေပြီတဲ့မင်းတို့တွေလက်လျှော့လိုက်ဆိုလာပဲဗျာပြောတာဆုံးနေရပဲနော်ရှုံးနေပြီအကိုတို့တိုက်ခဲ့တဲ့တိုက်ပွဲတိုင်းမှာတိုင်းဒါလက်နက်ကင်တိုက်တဲ့တိုက်ပွဲတိုင်းမှာနိုင်နေဆိုတော့အကိုတို့မရှိခဲ့ဘူးနော်ခွေးပြေးဝက်ပြေးပြေးရနဲ့နော်ဘယ်ရောက်လို့ရောက်မှန်းတော့မသိဘူးခင်ဗျားတို့လမ်းချောင်းတော့မှဘယ်ပေါက်လို့ပေါက်မှန်းတော့မသိဘူးနော်တတ်မတော်လာပြီးတတ်မတော်စကန်းလာတိုက်ပြီဆိုခွေးပြေးဝက်ပြေးပြေးရနဲ့ပေါ့နော်ဘယ်ခြုံတိုးလို့ဘယ်ထဲကိုရောက်သွားလို့ရောက်သွားမှန်းတော့မသိဘူးနော်အဲ့လားလေးတော့အကိုတို့သိဖို့လိုတယ် နော်ကျွန်တော်တို့ဗမာတမတော်ဆိုတာအကိုတို့တိုင်းလာလက်နက်ကင်ကိုကြောက်တာမဟုတ်ဘူးနော်ကျွန်တော်ဗမာအချင်းချင်းကျွန်တော်တို့ဗမာတွေကတိတယ်မဟုတ်လားနော်ရဲတဲ့ကောင်တေယောင်ရဲတာနော်ပညာတတ်တဲ့ကောင်လည်းတေယောင်တတ်တယ်နော်တီထွန်နိုင်တဲ့ကောင်လည်းတေယောင်တီထွန်နိုင်တယ်အလျှော့မပေးဘူးအခုစကိုင်းရကောင်တွေကြီးလိုက်မကိုရကောင်တွေကိုကြီးလိုက်အညာဒေတာကောင်တွေဘယ်လောက်ထိမြန်မာနိုင်ငံမှာအဆိုးအဝါဆုံးကောင်တွေကအညာစကိုင်းအဲအကောင်တွေကအများဆုံးပဲနော်အခုကျွန်တော်ပြောလိုက်မယ်နော်ဒီစကိုင်းရကောင်တွေဆိုရင်ရောဘုံတွေ နော်လက်နက်ခရိုင်းတွေတို့တို့ကိုယ်တိုင် ထုတ်တာအကိုတို့တိုင်းရင်လက်နက်ကင်တွေကအကိုတို့ကိုယ်တိုင်ထုတ်နိုင်လားနော်ထုတ်နိုင်တာကတော့ရှိတယ်ဝါရှိတယ်ကချင်ရှိတယ်နော်ကျွန်တော်ပြောလိုက်မယ်အလားတရားလဲတို့ဟာနဲ့တို့တရုတ်ကပံ့ပိုးထားတဲ့ဟာတွေနဲ့ဤပညာစက်တွေနဲ့ထုတ်တာကျွန်တော်တို့ဘာမှတွေကခင်ဗျားတို့ဤပညာစက်မလို့ဘူးမိသက်လေးတစ်လုံးရှိရနဲ့ကော်ပိုက်လေးကော်ပိုက်တာတစ်ခုရှိရနဲ့တို့ထုတ်နိုင်တယ်နော်ခင်ဗျားတို့အလားကိုစဉ်းစားကြည့်နော်ပညာရည်ချင်းလဲအများကြီးกว่าတယ်နော်ကျွန်တော်တို့ဗမာတွေကနေတိရဗမာလူမျိုးတွေကနော် ဒါလူမျိုးရေးခွဲခြားလို့ကျွန်တော်ပြောတာမဟုတ်လူမျိုးရေးကျွန်တော်မခွဲခြားဘူးနော်ဘာမှလူမျိုးတွေကမီးဆက်တလို့ကော်ပိုရိုက်တာတခုရှိအောင်နဲ့ AK တနတ်ကိုရောက်အောင်တီထွင်နိုင်နေဆိုတာကိုခင်ဗျားတို့မမေ့နဲ့အောင်အဲ့လားလေးကိုကျွန်တော်ပြောလိုက်မယ်နော်အခုအညာကောင်တွေနော်စကိုင်းက BTS တွေလက်နက်ထုတ်တာကျွန်တော်လေ့လာကြည့်တယ်နော်လိုင်းပေါ်တွေမှာ YouTube ပေါ်တွေမှာတက်လာတာတွေ့တယ် AK တွေဆိုရင်ထုတ်တာဘယ်လောက်ထိတော်လဲသွားကြည့်လိုက်အစ်စ်လိုပဲနော်နိုင်ငံခြားကထုတ်တဲ့ပုံစံမျိုးပဲနော်အကုန်လုံးအကုန်လုံး တတောင်ချင်းလည်းပြုတ်လို့ရတယ်အသွဲလိုက်လည်းပြုတ်လို့ရတယ်နော်အများကြီးနော်ဗမာတွေကဘယ်လောက်ထိတော်လဲဆိုတာပေါ့တိဖို့ပဲနော်တိဖို့အေးပြီးရင်ဗမာတွေကိုမုံချောင်းမပြောနဲ့ဟုတ်ပြီလားတိုင်းရင်းသားဒေသတွေကိုကျွန်တော်အများဆုံးနေခဲ့တယ်ဆိုရင်စောက်ဗမာတွေဒီစောက်ဗမာတွေကစောက်ကျင်မကောင်းဘူးဘာညာစုံနေအောင်ပြောခံရတယ်နော်အေးခမရတို့ကရောစောက်ကျင်ကောင်းလို့လားနော်ဗမာတွေဆိုးတဲ့လူတွေတပုံကြီးနော်နော်ခိုးရိုးလူနှိုက်ဓမြတိုက်နေတဲ့ကောင်တွေအများကြီးရှိတယ်နော်ဗမာတွေကိုမကောင်းချောင်းမပြောနဲ့နော်ကျွန်တော်တို့ကလည်းခမရတို့တိုင်းရင်းသားတွေကို အရန်ချစ်တယ်နော်ကျွန်တော်တို့ကခမရတို့တိုင်းရင်းသားတွေကိုမန္တလေးတွားလိုက်နော်တွေ့တယ်ဘုရားမှာတွေ့တယ်အာဒီတိုင်းရင်းသားလူမျိုးတွေချစ်စရာလေးသူတို့ဝတ်ဆောင်လေးကဘလို့ညာလို့သူတို့စကားပြောတာလေးရင်ရင်လေးဝဲဝဲလေးအရန်ချစ်ဖို့ကောင်းတယ်နော်နော်တိတ်ထိတင်နေရတာကျွန်တော်တို့မှာဘလောက်ထိသူတို့ကိုဂုံယူနေရတယ်တိလားခမရတို့ကတော့ခမရတို့တိုင်းရင်းသားဒေတာတွေကိုဗမာတွေရောက်လာပြီးဗမာတွေလာပြီးဆိုရင်ဘလို့ပြောလဲဒီဒီဗမာအစုပ်လုပ်တွေကလာပြန်ပြီလားဒီဗမာတွေကဘလို့ညာလို့နဲ့ခမရတို့တိုက်ခိုက်တာနော်အမေကျွန်တော်အမြန်မတီးဘူးလို့မထင်နဲ့ကျွန်တော်ကသိတယ်မပြောဘူးနော်ကျွန်တော်က တွေးကွဲအောင်ကျွန်တော်မလုပ်ဘူးဒါအခုလိုပြောတာတွေးကွဲတာမဟုတ်ဘူးနော်တွေးကွဲလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ကကျွန်တော်တို့ဗမာတွေကိုထင်သေးတယ်နော်ဒီတော်လှန်ရေးမှာဗမာ BDS တွေအများဆုံးပါလို့ခင်ဗျားတို့တော်လှန်ရေးဆိုတာခရီးရောက်တာအခု TNLA အဖွဲ့တန်းမှာလည်းဗမာ BDS တွေတပုံကြီးရှိတယ်ခင်ဗျားတို့သိဖို့နော်အခုကိုကန်းနေလာရှိုးဝင်တိုက်တုံးကလည်းသကိုင်း BDS တွေအညာ BDS တွေနော်တပုံကြီးပါခဲ့တာနော်အဲ့ကောင်တွေသေသွားခဲ့တာတို့တင်းကြိုင်းဗမာမှန်းတော့မသိဘူးရှင်းလားတော့မသိဘူးအေးကျွန်တော်တို့ကသေခါကြရပေါက်ခွဲတယ်ဗျနော် ခင်ဗျားတို့မှအာနာရှင်ကိုမုန်းတာမဟုတ်ဘူးကျွန်တော်တို့လည်းအာနာရှင်ကိုမုန်းတယ်ဒါပေမဲ့ကျွန်တော်တို့အာနာရှင်ကိုမုန်းတယ်လည်းအာနာရှင်ကိုမတော်လှဘူးနိုင်ငံကိုချစ်တယ်တမတော်ကိုချစ်တယ်လူမျိုးကိုချစ်တယ်နိုင်ငံဝန်ထမ်းတွေကိုချစ်တယ်ကျွန်တော်တို့ကရှင်းတယ်နော်အေးကျွန်တော်တို့တွေကတိုင်းပြည်ကိုဖျက်လို့ဖျက်စီးရအောင်ကျွန်တော်တို့မကြံစီဘူးဖျက်လို့ဖျက်စီးမလုပ်ဘူးရှင်းတယ်နော်မလုပ်ဘူးတမတော်ကိုမကူညီခြင်းနဲ့မနှောက်ယှက်နဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်ခြင်းနဲ့မဖျက်စီးနဲ့မနှောက်ယှက်နဲ့ဒါပဲကျွန်တော်တို့ကဒီတိုင်းပဲကျွန်တော်တို့ကသွားမှာကျွန်တော်တို့ကတိုင်းပြည်ကိုမဖျက်စီးဘူး တမိုင်းတရေခံလဲအဖြစ်တာကိုရောမလို့ရှင်ဘူးအဲတမတော်ကိုလည်းတွားပြီးတော့မှဟိုမကူညီနိုင်ဘူးမထောက်ပံ့မနိုင်ဘူးထားလိုက်တွားပြီးတော့ဒုက္ခမပေးနဲ့တွားပြီးတော့မှမနှောက်ရှက်နဲ့နော်ဒါပဲကျွန်တော်တို့လိုချင်တယ်ကျွန်တော်တို့ကတမတော်ချစ်တာကနော်နိုင်ငံကိုကာကွယ်တဲ့တမတော်မလို့နော်ဒီနိုင်ငံမှာတမတော်မရှိရင်မရဘူးမှန်တယ်ခင်ဗျားတို့တော်လှန်တဲ့လူတွေကလည်းတမတော်သားတွေကိုချစ်တဲ့လူတွေလည်းအများကြီးရှိကောင်းမလားရှိတယ်ကျွန်တော်လည်းသိတယ်နော်ခင်ဗျားတို့ကလည်းဟိုတမတော်ကိုဖမ်းမိတဲ့ချိန်မှာပြစ်တတ်တာကြီးလည်း အများကြီးရှိမှာပေါ့ဗျာခင်ဗျားတို့သိဆုံးပါပဲခင်ဗျားတို့ဘလောက်ပဲတိမ်တိမ်ဘလောက်ပဲညာညာအမှန်တရားအမှန်တရားပဲတစ်ချိန်ကျရင်ပေါ်လာလိုက်မယ်ဒီအမှန်တရားတွေဟုတ်ပြီလားအေးခင်ဗျားတို့တိုင်းတန်းတန်းတကိုင်တွေတိုက်ခဲ့တဲ့နေရာတိုင်းမှာနေရာတိုင်းမှာဆိုရင်ခင်ဗျားတို့ခွေးတွေဝက်တွေသေးရတယ်နော်ခွေးပြေးဝက်ပြေးပြေးရတယ်အဲ့နောက်ခုပဲရှိတယ်နော်စခန်းဆွန့်ခွာပြီးတော့မှဟိုမတည်တွားနိုင်တဲ့ဟာတွေတော့မှတဘုံကြီးရှိသေးတာပေါ့ခုကကြမှာဗမာ PDF တွေဘာကကြမှာပါလာကကြမှာတိုက်ပွဲတွေနိုင်ငံကကြမှာမြို့တွေအတုံးယုံနဲ့အများအပြားတိုင်းနိုင်ငံကကြမှာဟိုဗမာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာ မင်းတို့တွေကပြောနေသေးတယ်ကွာမင်းတို့မရှက်ကြဘူးလားမင်းတို့မရှက်ကြဘူးလားတို့ဟင်မင်းတို့ရှက်တင်တယ်နော်ရှက်တင်တယ်တိလားကိုကိုကိုရှက်တင်ဖို့လိုတယ်နော်မင်းတို့ကိုကိုကိုအရှက်ရှိဖို့လိုတယ်နော်တိလားအဲ့တော့စကိုင်းက BTS တွေနော်အညာ BTS တွေကိုတွားပြီးတော့တစ်ချက်ရှိုးလာအောင်တိလားမင်းတို့မင်းတို့အားရကောင်တွေကဒီလိုလာတိုက်လို့ဒီအားကောင်တွေဗမာတွေကတိတယ်မဟုတ်လားစစ်အာဏာရှင်ကိုမလိုချင်ဘူးဆိုဒီကောင်တွေကလုံးဝမလိုချင်တဲ့ကောင်တွေတိလားနော်ဘူးကလန်ကောင်တွေတစ်ဖက်ပိတ်တွေအဲကောင်တွေကနော် ဒါကြောင့်လို့စစ်အာဏာရှင်ကိုသူတို့ကတိုက်ကြတယ်လောက်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းသူတို့ကိုဟိုအများအပြားကြီးကျွန်တော်တို့ကမပြောမပြောချင်ဘူးကျွန်တော်ကလည်းရှင်းရှင်းပဲဗမာအချင်းချင်းဆိုကြောက်ကမလုပ်ဘူးဗမာအချင်းချင်းကြောက်ကမတိုက်ချင်ဘူးမဖြတ်ချင်ဘူးဗမာအချင်းချင်းကိုမစော်ချင်ဘူးကြောက်ကနော်ဗမာအချင်းချင်းကိုပြန်မတိုက်ချင်ဘူးကျွန်တော်ကဟုတ်ပြီလားနော်အေးဒါပေမဲ့ခမရတို့တော်လှန်ရေးအတုဖွဲ့တွေကလည်းကောင်းတဲ့တူဆိုရင်ကောင်းတယ်ဆိုတဲ့တူလည်းရှိတယ်လို့ကောင်းတဲ့တူလည်းရှိတယ်ကျွန်တော်တို့ဗမာတပ်မတော်မှာလည်းကောင်းတဲ့တူတွေအများကြီးရှိတယ် ဆိုတဲ့သူလည်းရှိတယ်။ဒါဒါမဲ့ကျွန်တော်တို့ဘာမှတတ်မတော့တူနီးတူဟန်တူရဲ့ဥပဒေနဲ့တူသူကဆောင်ရွက်သွားတာလောက်သွားတာเนาะကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းတူရဲ့ဥပဒေနဲ့တူရဲ့ဟာနဲ့တူတူလောက်သွားတာအဲတချို့တွေကပြောကြတယ်ရဲတွေကစစ်သားတွေကလမ်းမှာပတ်စံနေကောက်တယ်ပတ်စံနေတောင်းတယ်เนาะပတ်စံမတောင်းတဲ့ gate ဘယ်တိုင်းလဲလက်နက်ကင်တွေမှာရှိသေးတယ်ဖြည့်ကြည့်လိုက် နော်ခမရတို့တိုင်းနာတနက်ကင်နေတောင်းမှလမ်းမှာဟူမနာတကိတ်ဂီနာတကိတ်ပတ်စံနေတောင်းကြရရပဲကားတွေကားတွေစီမှာကုံကားတွေစီမှာခီးတဲ့ကားတွေစီမှာပတ်စံနေတောင်းကြရရပဲဒီခမရတို့အားလာနေကြတော့ဘာလို့ထဲ့မပြောကြတာတို့ဟမ်ပုတ်ခတ်စရာရှားလို့ဗျာခမရတို့ကလည်းကျွန်တော်တို့တတ်မတော်ကြရင်ဟူနာဂိတ်ကဘလောက်ကောက်တယ်ဟူနာရဲကဘလောက်ကောက်တယ်ဒီကောင်တွေကဒါပဲလှုပ်စားနေတာဒါပဲကောက်စားနေတာခမရတို့ကဒီလိုပြောကြတယ်နော်ကိုယ့်ရဲ့တိုင်းနာတနက်ကင်နေကိုယ့်ရဲ့အဖွဲ့အစည်းကိုလည်းအရင်ကိုပြန်ကြည့်အောင်ဒီလားတတ်မတော်တဲ့ဆိုးတဲ့အဖွဲ့အစည်းတွေရဲသားဖွဲ့တဲ့ဆိုးတဲ့အဖွဲ့အစည်းတွေတပုံကြီးရှိတယ်ဒီလား ကျွန်တော်တို့ရဲတွေပတ်စံကောက်တယ်ဆိုတာလေသူရဲ့ gate 4 gate ကြီးတာဝန်ပဲเนาะအဲ့ရရတဲ့ပတ်စံကိုလည်းနိုင်ငံတော် budget တွေကိုပြန်တွင်းရတယ်เนาะတို့ကောက်ချင်လို့ကောက်တာမဟုတ်ဘူးခင်ဗျားတို့အားအဲ့ပတ်စံတွေကောက်ပြီတို့ဟာလည်းကောက်တို့အိတ်ထဲထဲပဲထည့်တာဘာညာခင်ဗျားတို့ကရှောက်ပြောတယ်ခင်ဗျားတို့ကဘယ်လောက်တိလို့လဲသူ့ကိတ်မှာရော banana တွားထိုင်ပြီးတော့စောက်ကြည့်ဘူးလို့လဲခင်ဗျားတို့ကပြောကြည့်ပါဦးเนาะဒါမဲ့ဗျာခင်ဗျားတို့ကအဲ့လိုတွေပြောကြတယ်ရဲတွေကပတ်စံတွေညစ်စားတယ်ပတ်စံတွေတောင်းစားတယ်စစ်သားတွေကပတ်စံတွေညစ်စားတယ်ပတ်စံတွေတောင်းစားတယ်ဆိုတာခင်ဗျားတို့ဗဇက်ဖျားပေါက်ရက်ကြီး နော်ရှောက်ရှောက်ပြောတာဝါရဖြန့်တာပြည်သူနဲ့စစ်သားနဲ့တွေးကွဲအောင်လုပ်တယ်ပြည်သူနဲ့ရဲနဲ့တွေးကွဲအောင်လုပ်တယ်ခင်ဗျားတို့ကနော်ကျုပ်တို့ပြောချင်တာအေးဒီရဲတွေရောနော်စစ်သားတွေရောတို့ရဲ့နားကောင်တစ်ချက်ရှိုးလိုက်ပါဦးနော်တယောက်မှငါးတိတ်မပြေဘူးဟုတ်ပြီနော်ငါးတိတ်မပြောနဲ့၄တိတ်တော့မပြေဘူးတပ်သားတွေဘွားမှာနော် နော်၃တိတ်၃တိတ်ကျော်တလောက်ပဲရတယ်အဲ့၃တိတ်နဲ့၃တိတ်ကျော်လေးကိုတို့ရဲ့မိသားစုတွေလုံလောက်ဖို့ဘယ်လောက်ထိခြွေတာစားရတယ်လဲဆိုတာရောခင်ဗျားတို့ရောတို့လောက်စားနိုင်လို့လားတို့လောက်နေနိုင်လို့လားခင်ဗျားတို့ရော သူများကိုကဲ့ကြည်နေအောင်သူများကိုဝေဖန်နေအောင်ဗျာသူတို့လိုရောစားနိုင်လားသူတို့လိုရောနေနိုင်လားသူတို့လိုရောဝတ်နိုင်လားသူတို့လိုရောလုပ်နိုင်လားခင်ဗျားတို့အဲ့လားပဲခင်ဗျားတို့တစ်ချက်စဉ်းစားလိုက်နော်အေးကျွန်တော်တို့ကလည်းကျွန်တော်တို့ကလည်းဗမာလူမျိုးပဲဖြစ်ဖြစ်ဒီနိုင်ငံတိုင်းသားလူမျိုးပဲဖြစ်ဖြစ်ကိုယ်နိုင်ငံကနိုင်ငံတမတော်နိုင်ငံဝန်ထမ်းနိုင်ငံတော်အစိုးရကိုအားပေးထောက်ခံတာအပြစ်မဟုတ်ဘူးရှင်းတယ်နော်အေးဝေဖန်တာလည်းအပြစ်မဟုတ်ဘူးမကြိုက်လို့ဝေဖန်တာဝေပိုင်ပိုင်ခွင့်တော့ရှိတယ်ဟုတ်ပြီနော်အေးခင်ဗျားတို့ကလည်းဒီလား